င်္ဂလာပါမိတ်ဆွေတို့တစုံတယောက်သောသူကမိတ်ဆွေကို message ကိုဖတ်ပြီးရေပလိုင်းပြန်မလာတဲ့အခါမိတ်ဆွေဘလို့ခံစားရလဲအာခီယာရေးသားတဲ့ you left me on really စာအုပ်ထဲမှာဒီခံစားချက်နဲ့အခြားအကြောင်းအရာတွေကိုတွေ့ရမှာပါဒီစာအုပ်ကချစ်ချင်းမေတ္တာတန်းတခြင်းအပြန်အလှန်တုံ့ပြန်မှုမရှိတဲ့ချစ်ချင်းမေတ္တာရဲ့နာကျင်မှုအကြောင်းကိုရေးသားထားပါတယ် ဒီစာအုပ်ဟာမိษွေတို့ရဲ့ခံစားချက်တွေကို ထင်ဟပ်စေပြီးတကူကောင်းဆန်တဲ့ချစ်ချင်းမေတ္တာကနေကိုကိုကိုတန်ဖိုးထားတတ်တဲ့အကြောင်းကိုလမ်းညွှန်ပေးပါလိမ့်မယ်။မိษွေတို့ရေဒီနေ့မှာအာခိယဆိုတဲ့စာရေးဆရာရဲ့ You left me only ဆိုတဲ့စာအုပ်အကြောင်းကို ပြောပြပေးသွားမှာပါ။ဒီစာအုပ်ထဲမှာပါတဲ့ဇာတ်လမ်းက message တစ်ခုကနေစတင်ပါတယ်။အဲ့ဒီ message ကနေပြုံးရဲ့ခြင်းတွေမျောလင့်ခြင်းတွေစတင်လာပြီးဆက်သွယ်မှုအသစ်တစ်ခုကိုစတင်စေခဲ့ပါတယ် ဆက်ကြောင်းပြောသူဟာ message တစ်ခုရောက်လာတိုင်းဖြစ်လာနိုင်တဲ့အရာတွေကိုတွေးပြီးပျော်ရွှင်နေပါတယ်။ဒီအစဟာအနာဂတ်မှာခံစားရမယ့်ခံစားချက်တွေအတွက်အစပြုပေးလိုက်တာပါပဲ။ဇလန်းထဲမှာဆက်ကြောင်းပြောသူနဲ့သူစိတ်ဝင်စားတဲ့သူနှစ်ယောက်စလုံးမှာတယောက်ကိုတယောက်ခံစားချက်တွေ ရှိကြပေမဲ့ဘယ်သူကမှမပြောရဲကြပါဘူး။သူတို့နှစ်ယောက်ရဲ့ဆွဲဆောင်မှုကသူတို့ကိုယ်တိုင်ကလွယ်လို့ကြံတဲ့လူတွေအတွက်တော့ထင်ရှားနေပါတယ် နှစ်ဦးသားကြားကမပြောရတဲ့စကားလုံးတွေနဲ့အကြည့်တွေကဇလန်းကိုပိုပြီးစိတ်ဝင်စားဖို့ကောင်းစေပါတယ်။ဆက်ချောင်းပြောသူကသူ့ရဲ့အချစ်ကိုပြန်ရဖို့မျှော်လင့်နေပြီးသူစိတ်ဝင်စားတဲ့သူက သူ့ကိုမြင်ဖို့မျှော်လင့်နေပါတယ်။ချက်ချင်းမြတ်တာဆိုတာချက်ချင်းရောက်မလာပါဘူး။ဖြည်းဖြည်းချင်းရောက်လာတတ်ပါတယ်။နောက်ကျတဲ့ညတွေမှာစကားပြောဆိုခြင်းဟာတာတွေပြောခြင်းနဲ့တယောက်ကိုတယောက်နားလည်ပေးခြင်းတွေကချက်ချင်းမြတ်တာကိုတိဆောက်ပေးပါတယ်။ ဇက်ချောင်းပြောသူကသူစိတ်ဝင်စားတဲ့သူအကြောင်းကိုအမြဲတွေးတောနေပြီးသူ့ရဲ့ဂရုစိုက်မှုတွေကိုတတိထားမိလာပါတယ်။သူတို့နှစ်ဦးကြားကရေမောခြင်းတွေကိုရေကိုသွေးတွေနဲ့ဂရုစိုက်မှုတွေကနေချစ်ချင်းမြတ်တာကိုတိဆောက်နေတာကိုတွေ့ရှိလာပါတယ်။ပြီးတော့ဒီလူဟာသူရှာနေတဲ့သူဆိုတာကိုသိလာပါတယ်။ဇက်ချောင်းပြောသူကနေဝင်ချိန်တွေနဲ့ပျော်ရွှင်စရာအချိန်တွေကို အတူတူဖြတ်တန်းဖို့စိတ်ကူးယဉ်ပြီးဒီဆက်ဆံရေးကထာဝရတည်မြဲဖို့မျှော်လင့်နေပါတယ်။ မိတ်ဆွေတို့ရေခဏလောက်နားပြီးဇလန်တဲကစက်ကောင်တွေကိုပြောပြပေးချင်ပါတယ်။စက်ကြောင်ပြောသူဟာခံစားလွယ်သူတယောက်ဖြစ်ပြီးသူဟာချစ်ချင်းမေတ္တာရဲ့အတက်ကြကိုခံစားနေရပါတယ်။သူကအတွေးများပြီးအရာအလုံးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာတတ်ပါတယ်။သူ့ရဲ့ကိုကိုကိုတံမိုးထားမှုဟာသူရရှိတဲ့အာယုံဆိုင်မှုနဲ့ချစ်ခင်မှုပေါ်မှာမူတည်ပါတယ်။ဇလန်တလျှောက်မှာသူဟာတခြားသူတွေစီကနေအတီးပြုတ်ချက်ရယူမဲ့အစားကိုကိုကိုချစ်ဖို့တင်ယူပါတယ်။ သူ့ရဲ့ခီးလန်းဟာတန်တချင်းဝန်းနေခြင်းနဲ့နောက်ဆုံးမှာကြီးထွားခြင်းတွေနဲ့ပြည့်နှက်နေပါတယ်။ချစ်သူဟာချစ်စရာကောင်းပြီးခံစားချက်ကိုထုံမပြတတ်တဲ့သူတစ်ယောက်ပါ။အစပိုင်းမှာဂယုစိုက်ပြီးတုံ့ပြန်ပေမဲ့နောက်ပိုင်းမှာဝေးကွာသွားပါတယ်။သူရဲ့လုံရက်တွေကစကလုံးတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့်ဇက်ကြောင်းပြောသူကိုဆိတ်ရှုပ်ထွေးစေပြီးနာကျင်စေပါတယ် ရှစ်သူရဲ့ဂတိကဝတ်မတည်နိုင်မှုကဇလန်းရဲ့အဓိကပြဿနာဖြစ်ပြီးသူ့ရဲ့ခံစားချက်ကိုထုံမပြနိုင်မှုကစကြောင်းပြောသူကိုချစ်ချင်းမြတ်တာနဲ့ကိုကိုကိုလေးစားမှုအကြောင်းကိုသင်ယူစေပါတယ်။တငယ်ချင်းတွေကအကြံဝန်တွေပေးပြီးနှစ်သိမ့်ပေးပါတယ်။သူတို့ကအဓိကစက်ကောင်တွေထက်အရင်ဆွဲဆောင်မှုကိုတတိထားမိကြပြီးနောက်ပိုင်းမှာစကြောင်းပြောသူကိုဝမ်းလဲပူဆွေးမှုတွေကိုကြော်လွားနိုင်အောင်ကူညီပေးပါတယ်။တငယ်ချင်းတွေရဲ့အကူအညီကအရေးကြီးပါတယ်။ မိသားစုဝင်တွေကိုလည်းခဏခဏပြောလို့ရှိပြီးဇက်ကြောင်းပြောသူရဲ့ဘဝကိုတရေရစေပါတယ်။သူတို့ကတည်ငြိမ်မှုကိုကိုးစားပြုပြီးချစ်ချင်းမေတ္တာရဲ့မတည်မြဲမှုနဲ့ဆန့်ကျင်ဘက်အနေထားမှာရှိနေပါတယ်။သူတို့ရဲ့အခန်းကဏ္ဍကတိမ်မွေ့ပေမဲ့အရေးကြီးပါတယ်။ဇက်ကြောင်းပြောသူကသူ့ရဲ့အတိတ်ကကိုကိုကို ပြန်တွေးတော့လို့ရှိပြီးသူ့ရဲ့ကိုယ်ပိုင်တိုးတက်မှုကိုပြန်ကြည့်လို့ရှိပါတယ်။ အတိတ်ကကိုကိုကိုပြန်တွေးတော့ခြင်းကနာကျင်မှုတွေကနေတင်ယူခဲ့ရတဲ့သင်ခန်းစာတွေကိုတက်တည်ပြနေပါတယ်။ဝေးကွာနေပေမဲ့ message ပို့ခြင်း၊ဖုန်းခေါ်ခြင်းနဲ့ video call ဆိုခြင်းတွေကနေဆက်သွယ်မှုကိုဆက်လက်ထိန်းသိမ်းထားပါတယ်။စကြောင်းပြောသူကအဝေးကွာနေပေမဲ့ချစ်ချင်းမေတ္တာကအသက်ရှင်နိုင်တယ်လို့မျှော်လင့်နေပါတယ်။ digital ကဘာကသူတို့ရဲ့အသက်သွေးကြောဖြစ်လာပေမဲ့စာတွေကိုမဖတ်ဖဲထားခြင်းနဲ့ reply နောက်ကျခြင်းတွေကစိုးရိမ်ပူပန်မှုတွေကိုဖြစ်စေပါတယ်။ ဇက်ကြောင်းပြောသူကချစ်သူရဲ့စိတ်ဝိညာဉ်ကိုချစ်မြတ်နိုးပြီးအရင်ကထက်အချိန်ပိုပေးပါတယ်။ဆက်ဆံရေးကသူ့ဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပြီးပျော်ရွှင်စရာအချိန်တွေကိုပေးစွမ်းပါတယ်။ဆက်ဆံရေးတွေနက်ဆိုင်လာတာနဲ့အမျှဇက်ကြောင်းပြောသူကဒီအချိန်တွေကိုဘလောက်လွမ်းဆိုးရမယ်ဆိုတာကိုသိလာပါတယ်။ပျော်ရွှင်မှုတွေကကြာရှည်မခံနိုင်ဘူးလို့ခံစားရပြီးဆုံးရှုံးရမှာကိုကြောက်ရွံ့နေပါတယ် တချို့ message တွေကိုမပို့ဖြစ်တော့ပဲအတွေ့တွေမေးခွန်းတွေနဲ့ဝင်ထုတ်ဝင်ပိုးတွေလိုဖြစ်နေပါတယ်။စက်ကြောင်းပြောသူကသူ့ရဲ့ခံစားချက်တွေကို ပြန်မရမှာကိုစိုးရိမ်ပြီးဝင်လေးနေပါတယ်။မိတ်ဆွေတို့ရေဒီနေရာမှာဖုန်းကလည်းအရေးပါတဲ့နေရာကပါဝင်နေပါတယ်။ဖုန်းဟာဆက်သွယ်ရေးနဲ့အထူးကြံစည်ခြင်းကို ကိုးစားပြုပါတယ်။ချစ်ချင်းမြတ်တာကိုဖော်ပြတဲ့နီလန်တစ်ခုဖြစ်တယ်လို့ချစ်ချင်းမြတ်တာကိုဖုံးကွယ်ထားတဲ့နီလန်တစ်ခုလည်းဖြစ်ပါတယ် ဒါအပြင်အဝေးကွာနေခြင်းကလည်းမျက်စိနဲ့မမြင်ရတဲ့အတားအဆီးတစ်ခုလိုဖြစ်ပြီးချစ်ချင်းမေတ္တာကိုစမ်းသပ်နေပါတယ်။စာမပြန်တဲ့အခါနာကျင်မှုတွေများလာပါတယ်။စကြောင်းပြောသူကစာပြန်မလာတဲ့အခါစိတ်ပြက်အားငယ်လာပြီးစာပြန်မလာခြင်းကငင်းပယ်ခြင်းဖြစ်လာပါတယ်။သူကဖုန်းကိုဆွဲလန်းစွာစစ်ဆေးနေပြီးဘယ်တော့မှရောက်မလာတဲ့ message ကိုမျှော်လင့်နေပါတယ်။ချစ်ချင်းမေတ္တာတစ်ခုလည်းနဲ့ဆက်ဆံရေးကိုမတည်မြဲနိုင်ဘူးဆိုတာကို ဇကြောင်းပြောသူကတိလာပါတယ်။သူကတခြားသူတွေရဲ့အာယုံဆိုင်မှုကိုခံယူနေတာကို မြင်တွေ့နေရပြီးသူ့ကိုပြန်မချစ်တဲ့သူကိုချစ်နေရတဲ့ဝမ်းနည်းမှုကိုခံစားနေရပါတယ်။ချစ်ခြင်းခံရရုံနဲ့မလုံလောက်ဘူးဆိုတာကိုတိလာပြီးလေးစားမှုဦးစားပေးမှုနဲ့တံပိုးထားမှုတွေလည်းလိုအပ်တယ်ဆိုတာကိုတိလာပါတယ်။နာကျင်မှုတွေရှိနေပေမဲ့ဇာကြောင်းပြောသူကလွတ်မချနိုင်သေးပါဘူး အမတ်တရတွေက စိတ်ထဲမှာရှိနေပြီးဆက်သွယ်ခြင်းစိတ်ကပြင်းပြနေပါတယ်။သူကသူ့ကိုမလိုချင်တော့တဲ့သူကိုလွမ်းဆွနေပြီးအရာအားလုံးကိုပေးဆက်ခဲ့တဲ့ဆက်ဆံရေးကိုနှုတ်ဆက်ဖို့ခက်ခဲနေပါတယ်။လွတ်ချခြင်းရဲ့လုပ်ငန်းစဉ်ကနှေးကွေးပြီးနာကျင်ပါတယ်။မျောလင့်ခြင်းနဲ့လက်လျှော့ခြင်းတွေနဲ့မှတ်သားထားပါတယ်။ဝန်နေပူဆွေးမှုတွေကနေဇက်ကြောင်းပြောသူကကိုကိုကိုလေးစားမှုနဲ့စီမင်းစည်းကမ်းတွေရဲ့အရေးပါမှုကိုတင်ယူပါတယ် သူကဂယုမဆိုင်တဲ့သူထက်ကိုကောင်းတဲ့သူကိုရထိုက်တယ်ဆိုတာကိုသိလာပါတယ်။ဒီအတွေ့အကြုံကသူ့ကိုဆုံးရှုံးဖို့ဆန္ဒရှိတဲ့သူတွေအတွက်မတိုက်ခိုက်ဖို့နဲ့ပြင်ပအတီးပြုတ်ချက်မရှိရင်တောင်သူ့ရဲ့တန်ဖိုးကိုအတိမတ်ပြုတ်ဖို့တင်ပေးပါတယ်။ဇလန်းဟာနောက်ဆုံး message နဲ့အဆုံးသတ်သွားပြီးဆက်ဆံရေးရဲ့အဆုံးသတ်ကိုကိုးစားပြုပါတယ်။ဆက်ကြောင်းပြောသူမှာဖြည့်ရှင်းမပြီးဆုံးသေးတဲ့ခံစားချက်တွေနဲ့ကြံရစ်ခဲ့ပါတယ် အတိတ်ကပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပြန်လည်တည်ရပြီးအရင်ကမျှဝေခဲ့တဲ့ပျော်ရွှင်မှုနဲ့ရင်းနှီးမှုကိုလွမ်းဆွနေပါတယ်။သူကသူ့ကိုမေ့သွားတဲ့သူကိုလွမ်းဆွနေရခြင်းရဲ့ဝမ်းနည်းမှုကိုခံစားနေရပါတယ်။တရားအားလုံးကိုကြော်လွားပြီးတဲ့နောက်မှာလည်းသူတပားကိုအမြဲချစ်နေအောင်မယ်ဆိုတာကိုဇာတ်ကြောင်းပြောသူကဝန်ခံပါတယ်။ဘဝကဆက်သွားနေတယ်ဆိုတာကိုအတိမတ်ပြုပြီးဇလန်းကခြုံငိမ့်တဲ့အဆုံးတက်နဲ့ပြီးဆုံးသွားပါတယ် မိတ်ဆွေတို့ရေတင်ကျွန်ုပ်ကိုဖတ်ပြီးပြီးစာအုပ်ထဲကအတိအကသင်ခန်းစာတွေကတော့ချစ်ချင်းမြတ်တာဟာအပြန်အလှန်ဖြစ်တဲ့နဲ့လေးစားမှုကမဖြစ်မနေလိုအပ်တဲ့တစ်ခါတရံမှာအကောင်းဆုံးတုံ့ပြန်မှုကတိတ်ဆိတ်ခြင်းပါပဲကိုကိုကိုမြုံနံပါဆက်လျှောက်ဖို့အချိန်ကိုတိပါ တခြားသူတွေရဲ့စကားတွေထဲမှာမဟုတ်ပဲကိုယ့်ရဲ့တိုးတက်မှုထဲမှာအဆုံးသက်ကိုရှာဖွေပါဒီစာအုပ်ကနေတင်ရရှိခဲ့တဲ့အသည့်အမြင်တွေကိုတင်ပေါ်ရမှာလက်တွေ့အသုံးချပြီးကိုကိုကိုတန်ဖိုးထားတတ်တဲ့သူဖြစ်ပါစေလို့ဆန္ဒပြုပါတယ်မိတ်ဆွေ